ထာဝရဘုရား၏တရားတော်၌မွေလော်၍တရားတော်ကိုနှင်းရမပြတ်ဆင်ခြင်အောင်မေ့သောသူသည်မင်္ဂလာရှိ။ဗျာဒိတ်ကျမ်းအခန်းကြီး18ထိုနောက်မှကောင်းငင်တမန်တစ်ပါးသည်ကြီးစွာသောတကိုးနှင့်ပြည့်စုံ၍ကောင်းငင်ကဆင်းသက်သည်ကိုငါမြင်၏။သူ၏ရောင်ကြီးအဖြစ်မြေကြီးထွန်းလင်းရရှိ။သူသည်ကျဲသောအတန်နှင့်ကြွေးကြော်၍ဘဖုလုံမြို့ကြီးပြိုလဲပြီးပြိုလဲပြီးနတ်ဆိုးနေရာဖြစ်လေပြီးညှဉ်းညူသောဝိညာဉ်မျိုး၏တွင်ဖြစ်လေပြီး ညဉ့်ညွေဆက်ဆုပ်ဖွဲ့သောငှက်မျိုး၏မိခိုရာဖြစ်လေပြီအကြောင်းဟူကားလူမျိုးအပေါင်းတို့သည် သူ၏မတရားသောမိထုံ၏အစိတ်အတောက်ဒီဟုသောစပည့်ရေကိုတောက်ကြပြီလောကီရှင်မင်းတို့သည် မတရားသောမိထုံကို သူနှင့်ပြုကြပြီလောကီကုံတွေတို့သည်သူ၏ကာမဂုဏ်စည်းစိမ်ကြောဝခြင်းအပြင်ဥစ္စာရတတ်ကြပြီဟုပြောဆို၏အခြားသောကောင်းငင်အတန်ကငါ၏လူမျိုးတို့သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနဲ့၎င်းသူ၏ဘေးဒဏ်များကိုခံခြင်းနဲ့၎င်းကင်းလွတ်အပ်သောကသူ၏အထက်ကထွက်ကြလော့သူ၏အပြစ်တို့သည်ကောင်းငင်ပုံတိုင်အောင်မိကြသည်ဖြစ်၍သူ၏မတရားသောအမှုတို့ကိုဘုရားသခင်တတိယတော်မူပြီးသူသည်အကျိုးအဖြစ်ကိုဆက်ပေးသည်ဤသူသူ၌ဆက်ပေးကြလော့သူ၏အကျင့်အတိုင်းနှဆထက်၍စည်ရင်ကြလော့သူလောင်းသောဖလား၌သူ့အဖို့နှဆတိုး၍လောင်းကြလော့ သူစီကိုကိုချီးမြှောက်၍ကာမဂုဏ်၌ပျော်မွေ့သည့်အတိုင်းသူ၌ပြင်းစွာသော ဆုံးမခြင်းစိတ်မသာညှိတွားခြင်းကို ဖြစ်စီကြလော့ငါကမိဖုရားဖြစ်၏မဟုတ်ဆုံးမမဟုတ်စိတ်မသာညှိတွားခြင်းကိုမတိရဟုသူသည်အောင်းမေတတ်၏ထိုကြောင့်ဒုက္ခရသောတေခြင်းဘေးစိတ်မသာညှိတွားခြင်းဘေးမုတ်တိတ်ခြင်းဘေးတံများတို့နှင့် တနေ့ချင်းတွင်တွေ့၍ ်မိဖြင့်လဲကျွမ်းလောင်ခြင်းကိုခံရလိမ့်မည်သူကိုစီရင်တော်မူသောသာရအရှင်ဘုရားသခင်သည်ခွန်အားပလကြီးတော်မူ၏မတရားသောမိထုံကိုသူနှင့်ပြု၍ကာမဂုဏ်၌ပျော်မွေ့သောလောကီရှင်မင်းတို့သည် သူကျွမ်းလောင်ရာမိကိုယ်ကိုမြင်သောအခါသူခံရသောညင်းဆဲခြင်းဝေဒနာကိုကြောက်၍အဝေးကရက်လျက်ဖြစ်ရလေခြင်း ဖြစ်ရလေခြင်းဘဘလုံမြို့ကြီးမြို့စွမ်းတင်သည်တနာရီချင်းတွင် အပြစ်စီရင်ခြင်းသို့ရောက်ပါပြီတကားဟူ၍သူကြောင့်ငိုကြွေးမိတမ်းကြလိမ့်မည်လောကီကုံတွေတို့သည်ထိုအတူငိုကြွေး၍စိတ်မသာညှိတွားကြလိမ့်မည်အကြောင်းမူကားသူတို့ကုံတွေဥစ္စာဒီဟုသော ရွှေငွေကြောက်ကောင်းပလဲပိတ်ချောဂတိပါဖဲပစုံဤအမျိုးမျိုးသောယနံ့တင်တစ်တာအမျိုးမျိုးသောဆင်ဆွယ်တစားအမျိုးမျိုးသောတစ်ကောင်းတစား ကျေးဝါတစားတန်တစားကြောက်ဖြူတစားတစ်ကြဘူးအမေမုံနန့်တာပေါင်းစီမွေလောပန်းစပြည့်ရီစီမုံညက်ဂျုံဆန်နွားတိုးမြင့်ယထာအစီခံကျွန်းလူဝိညာဉ်တို့ကိုအဘယ်သူများနောက်တပံမဝယ်ရတင်သည် အလွန်တက်မတ်သောတည်တည်မျိုးလဲပျောက်ကုန်ပြီးစူဖြိုးသောအရာတင့်တယ်သော အရာ ရှိသမျှတို့လဲပျောက်ကုန်ပြီး နောက်တပံမတွေ့ရ သူ့ကိုအမိပြု၍ထိုအရာများကိုရောင်းဝယ်သဖြင့်ငွေရတတ်သောကုံတွေတို့သည်ဒုက္ခရသောညင်းဆဲခြင်းဝေဒနာကိုကြောက်ရွံ့အဝေးကရက်လျက်ဖြစ်ရလိခြင်းဖြစ်ရလိခြင်းပိတ်ချောအဝိနီအဝိမောင်းကိုဝေ၍ရွှေတစားကြောက်မြတ်တစားပလဲတစားကိုဆင်သောမြို့ကြီးဤမြလောက်ကြီးစွာသောစည်းစိမ်သည်တနာ၏ခြင်းတွင် ပြည့်စည်ပါပြီတကားဟုငိုကြွေး၍စိတ်မသာညှိတွားကြလိမ့်မည် ခသိန်သောတင်မောသူကြီးအရရက်တို့လွင့်ကူးတက်သော သူအပေါင်းတို့နှင့်တင်မောသာပင်လယ်ကုန်သည်ရှိသမျှတို့သည်အဝေးကရက်၍သူကျွမ်းလောင်ရာမိဂုတ်ကို မြင်လျင် ထုံမျိုးနှင့်အဘယ်မျိုးတူသည်နည်းဟု၍၎င်းဖြစ်ရလီချင်းဖြစ်ရလီချင်းပင်လေကူးတင်မောကိုပိုင်သောသူအပေါင်းတို့အားကိုစည်းစိမ်ကိုပေး၍ဝေရတက်စီသောမြို့ကြီးတနအီချင်းတွင်ပျက်စီးပါပြီတကားဟု၍၎င်းအော်ဟစ်လျက်မြေမှုတ်ကိုမိမိတို့ခေါင်းပေါ်မှပြစ်တင်လျက် မိုးကြွေး၍စိတ်မသာညှိတော့ကြလိမ့်မည်။ကောင်းငင်မှစ၍တန်ရှင်းသူ တမန်တော်ပရောဖက်တို့သူ့ကိုကြည်ရှု၍ဝမ်းမြောက်ကြလော့။ဖျားသခင်သည်တင်တို့ပ၌နေ၍သူ့ကိုတရားစီရင်တော်မူပြီးဟုပြောဆိုသည်ကိုငါကြား၏။ခွန်အားကြီးသော ကောင်းငင်တမန်တစ်ပါးသည်ကြည်စွာသောကြိတ်ဆုံကြောက်ကဲ့သို့သောကြောက်ကိုချီ၍ပင်လေတဲ့သို့ချပြပြီးလျင်ထုံဤသူ ဘာဗလုန်မြို့ကြီးကိုပြင်းထန်စွာချပြစ်၍နောက်တပံမပေါ်မရှိရာစောင်းသမားအငိမ့်သမားပလွေသမားတဘိုးသမားများတိမှုတ်သောအတန်လဲတင့်အထဲ၌နောက်တပံမမြည်ရအမျိုးမျိုးသောလက်တက်သမားတို့တွင်တယောက်မျှတင့်အထဲ၌နောက်တပံမပေါ်မရှိရာကြိတ်ဆုံတန်လဲတင့်အထဲ၌နောက်တပံမမြည်ရစီမီအလင်းလဲတင့်အထဲ၌နောက်တပံမထုံးမလင်းရမင်္ဂလာဆောင်သူတို့သားသူတို့သမီးအတန်ကိုလဲ တင့်အထဲ၌နောက်တစ်ဖက်မကြရအကြောင်းမူကားလောကီမူမတ်တို့သည်တင့်ဤကုံတွင်ဖြစ်ကြပြီးလူအမျိုးမျိုးတို့သည်တင့်ဤပြုစားခြင်းပရိယေအားဖြင့်လှည့်ဖြားခြင်းကိုခံရကြပြီးဟုကောင်းကင်တမန်ပြောဆို၏ပရောဖက်တို့၏အသွေးတန်ရှင်းသူတို့၏အသွေးညီကြီးပေါ်မှာကွံ့မြတ်တော်သူအပေါင်းတို့၏အသွေးကိုထုံမြှုပ်၌တွေ့၏အာမင်